ားသူကြီးတို့ရဲ့ဇလံရေဖသားရဲ့ဇလံတရားသူကြီးမဆာအပိုင်း7အပိုင်းငယ်7မှ7ဣတရီလာတို့ကရုပ်ထုကိုတပံကိုးကွယ်ကြပါတယ်တရားသူကြီးမဆာအခန်း10မှာဣတရီလာတို့ကပိလိတိလူမျိုးနဲ့အမွန်လူမျိုးတို့ရဲ့ဖျားကိုကိုးကွယ်လို့ဖော်ပြထားပါတယ်ဒါပေမဲ့ Philadelphia လူတို့နဲ့ ML လူတို့ရဲ့တိုက်ခိုက်ချီကိုခံရတဲ့အခါမှာ Etherila တို့ကဖျားသခင်ကိုငိုကြွေးပြီးတဖန်ဆူတောင်းမှုပြုကြပါတယ်။ကဲတေချင်းအတွက် Philadelphia လူမျိုးနဲ့ ML လူတို့ရဲ့ဖျားကိုပဲသွားပြီးဆူတောင်းကြတော့ဆိုပြီးဖျားသခင်ကမိန်ပါတယ်။ဘာလို့ဖျားသခင်ကဒီလိုမင်းရတာလဲဆိုရင် Etherila တို့ကအရန်ပြောညက်တာကိုစိတ်ပူလို့ပဲဖြစ်ပါတယ်။ အာမန်လူမျိုးတို့ကအီတဗီလာတို့ကိုကျူးကျော်လာတဲ့အခါသူတို့ဆုံတွေ့ဖို့နေရာကဂီလက်ပြည်ပဲဖြစ်ပါတယ်။ဂီလက်ပြည်သားများကဒီကိစ္စမှာစစ်ပွဲကိုဥဆောင်ဖို့ဗိုလ်ချုပ်ကိုရှာမတွေ့တာကြောင့်ရှုပ်ရှက်ခတ်နေခဲ့ပါတယ်။ဂီလက်ရဲ့ကိုယ်စားလှယ်များကအစည်းအဝေးကိုပြုလုပ်ပြီးကြီးမားတဲ့ဆုံးဖြတ်ချက်ကိုချခဲ့ပါတယ်။ဒီစစ်ပွဲကိုတိုက်ထုတ်ပြီး တိုက်ပွဲကိုဥဆောင်တဲ့သူကစစ်ပွဲပြီးတဲ့အခါဂီလက်ပြည်ကိုအုပ်စိုးမဲ့ခေါင်းဆောင်ဖြစ်လိမ့်မယ်လို့အမိန့်ချပါတယ်။ဂီလက်ပြည်သားတို့ကစစ်သူရဲ့ကောင်းလို့တီးကြတဲ့ရေဖသအမည်ရှိတဲ့သူတယောက်ကိုရှာဖွေပါတယ်။ရေဖသကဂီလက်အမည်ရှိတဲ့ဖခင်နဲ့တိတ္တဆာလုပ်တဲ့မိခင်မှမွေးဖွားလာတဲ့သူဖြစ်တာကြောင့် အခြားမိခင်တို့ရဲ့သားသမီးများကသူ့ကိုလစ်ထူရှူပြီးဣသရီလပြည်မှာနှင်ထုတ်ခဲ့ပါတယ်။ဒါကြောင့်ရေဖက်သားကမိမိစာတီးမျိုးကနေထွက်ခွာပြီးအနီးအနားပြည်နယ်အနှက်မှာလှည့်လည်နေထိုင်ခဲ့ပါတယ်။ဒါပေမဲ့လူအများကသူ့ရဲ့အရေးချင်းကိုအတိမန်ပြုပြီးသူ့နောက်ကိုလိုက်လာခဲ့ကြပါတယ်။ဂီလက်ပြည်သားတွေက ရေတပောက်ကိုခေါင်းဆောင်ပြီးစစ်ကိုတိုက်ခိုင်းပါတယ်။ ရေဖသားကမိမိမိုးရဲ့မြေမှာလဲလီယုံရှုခံရတဲ့အဆက်ကွဲမှုကိုတတိယပြီးဒီလိုပြောပါတယ်။အသင်တို့ကဟိုးအရင်ကတည်းကကျွန်တော်ကိုလဲလီယုံရှုထားပြီးဘာလို့အခုကျွန်တော်စီလာပြီးအကူအညီတောင်းနေတာလဲ။ဒါပေမဲ့နောက်ဆုံးမှာတော့လူတို့ကသူ့ကို စိတ်အားထက်သန်စွာတောင်းဆိုခဲ့ကြပြီးစစ်ပွဲကိုလည်းဥဆောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ တမဇက်စာမှာရှိတဲ့တရားသူကြီးအများစုကဖျားသခင်ရဲ့ဝိညာဉ်တော်အဖြစ်ဣဒရီလာပြည်ကိုကျူးကျော်လာတဲ့သူများကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ရေဖတ်သားကအခြားသောနိဗျူဟာကိုအသုံးပြုခဲ့ပါသေးတယ်။ အရင်ဆုံးသူက အာမွန်ရှင်ဖယင်းတန်းကို တမန်တော်စီလွတ်ခဲ့ပါတယ်။ Etherila တို့ရဲ့အတိတ်နဲ့အာမွန်တို့ရဲ့ဘိုးဘွေးများရဲ့တမိုင်းချောင်းကို သတိရစီကချစ်နိုင်ပါကတိုက်ပွဲမရှိဘဲနဲ့စစ်ပွဲကို အဆုံးသတ်ချင်ကြတာပါ။ဒါပေမဲ့အာမွန်ဘယင်းကရေဖက်သားရဲ့စကားကို နားမထောင်ခဲ့ပါဘူး။စစ်ပွဲကိုရက်တန့်ဖို့ကြံစီတဲ့ရေဖက်သားရဲ့အကြံကလည်းအလက်ကားဖြစ်သွားခဲ့ရပါတယ်။ ထို့နောက်မှာတော့ရေဖက်သားကဖျားသခင်ရဲ့ဝိညာဉ်တော်နဲ့အတူ အာမွန်ပြည်ကို ကျူးကျော်တိုက်ခိုက်ပြီးမျိုးပေါင်း20ကို အနိုင်ယူခဲ့ပါတယ်။တချိန်ကအာနာရှိခဲ့တဲ့အာမွန်တို့ဟာအီသရီလာတို့ကျူးစော်ဖို့မတွေးခဲ့တဲ့ရေသဖထံလက်နက်ချခဲ့ပါတယ်။အားလုံးပဲတရားသူကြီးမှတ်စာတွေကအောင်ပွဲတွေကဖျားသခင်အကူအညီနဲ့အောင်နိုင်ခဲ့တယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ထိုကိစ္စရဲ့နောက်ွယ်မှာဖျားသက်ခီကိုမေ့ပြီးအခြားနိုင်ငံရဲ့ဖျားကိုကိုးကွယ်တဲ့အီတရီလာတို့ကြောင့်ဆိုတာမြင်အောင်ရပါမယ်။ဒါအပြင်လူတို့ရဲ့တစ္ဆာဖောက်ချင်းခံရတာကြောင့်ကြည့်ကိုရတဲ့ဖရာသခင်နဲ့ရှိနေပါတယ်။နောက်တစ်ခုကတော့လူတွေကအကြောင်းမျိုးမျိုးကြောင့် လေဒီယိုရှုခံရတဲ့သူတွေကနေတဆင်ဘုရားသခင်ရဲ့အမှုကိုပြင်းပြောက်စေတဲ့လူတအူးကိုဘုရားသခင်ကမမေ့ဘူးဆိုတာကျွန်တော်တို့သတိရနေရပါမယ်။